မြန်မာရွှေဈေးတွေကတော့ဒီနေ့မှာအတက်ဈေးနဲ့ရှိနေပြီးတော့မြန်မာငွေဈေးတွေကတော့ညနေမှာအတက်ကြမရှိပါဘူး။အားလုံးပဲမင်္ဂလာပါ။စိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က14ရက်နေ့ဆယ်လပိုင်း2020နဲ့5ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်အတိုင်းဆန်တော်ချိန်ညနေ9နာရီထုံးနေပါပြီ။မြန်မာရွှေက15ပဲရည်တကြတာကို84000 16ပဲရည်တကြတာကိုဆိုင်ကရောင်းနေသေးက85400ဆိုင်ကလက်ခံနေသေးက84400စနစ်သက်မီလင်းရွှေတကြတာကို84000 ။လက်ရှိကျွန်တော်ပြောနေတဲ့ရွှေသေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနေကြလို့ဈေးနှုန်းနေငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်။ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကတစ်ဒေါ်လာကိုမြန်မာကျပ်ငွေ15ရောင်းနေဈေးက4080၊ဆိုင်ကလက်ခံနေဈေးက3980၊ယူရိုငွေယူရိုကိုမြန်မာကျပ်ငွေ4905ကျပ်၊စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3135ကျပ်၊ဆိုင်ကလက်ခံနေဈေးက3095ကျပ် တရုတ်ငွေဒေါ်လာကိုမြန်မာကျပ်ငွေ980အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2650ထိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘတ်ပေးချက်ဒီမှာတွေကဘတ်ငွေ820ကိုမြန်မာကျပ်ငွေတဲ့သိ ကျပ်ပေးဘက်ယူသမားတွေကကျပ်သိန်းကိုပန်ငွေ100မလင်းငွေ106တသမာ63ညကိုမြန်မာကျပ်ငွေတသိန်းဂျပန်ငွေ3843တသမာ19ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ35981တသမာ12ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ2196တသမာ59ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းငွေကွာခြားမှုလည်းရှိနိုင်ပါတယ် မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလှုပ်တော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ပုံးဆက်ပြီးပါပဲငွေလဲလဲလှုပ်ကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်အော်လက်ရှိမှာတော့မြန်မာရွှေဈေးတွေကတက်ဈေးနဲ့ရှိနေတယ်လို့ကမ္ဘာရွှေဈေးကလည်းတက်နေပါသေးတယ်ကမ္ဘာရွှေဈေးကလည်းဆက်လက်တက်ဖို့အလားအလာရှိနေပါသေးတယ်မြန်မာရွှေဈေးငွေဈေးတွေကိုမြန်မာတင်ပေးပါရယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့ပြည့်စုံပြီးအနေနဲ့ကင်းလို့ဘေးရှင်နိုင်ကြပါစေ